တော့ဝင်ငွေကိုဆယ်ဆမတောင်းဆိုခင်မှာကိုယ့်ကိုအရင်ဆုံးမေးရမှာပါဝင်ငွေဆယ်ဆတူဖို့အတွက်လိုက်နာပြီးတော့စောင့်ရမယ့်အရာတွေကိုဆယ်ဆတူပြီးလောက်ဆောင်နိုင်မလားဆိုတဲ့အရာမျိုးပေါ့ဥပမာကျွန်တော်တို့ကိုဒီဝင်ငွေဆယ်ဆတူဖို့အတွက်ဆိုရင်ကျွန်တော်တို့ကတယောက်တည်းဖြစ်ခြင်းလည်းဖြစ်မယ်အဲဘယ်သူကကိုယ်နာမှာရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိကြဘူးเนาะအဲ့တော့အဓိကဝင်ငွေဆယ်ဆတူဖို့အတွက်ရေးချယ်မယ့်လမ်းကြောင်းကနှစ်ခုသာရှိရပါเนาะ ကျွန်တော်တို့လုံနေကြပုံမှန်အတိုင်းပဲလုံမလားဒါမှမဟုတ်လို့ရှင် မတူညီတဲ့နီးလန်းတွေနဲ့ရဲရင်ရင်စေသားတို့ဘုတွေလုံဆောင်မလားကဲလုံနေရပြီလုံနေတာပဲလုံမယ်လုံရင်ရနေတာပဲရပါလိမ့်မယ်ဟုတ်ပြောနေတာလေအဲသဘောတရားပါလေပန်းနီးပြင်ကနေလိမ္မော်သီးကိုခူးကျင်လို့မရနိုင်ဘောရီယာပြောနေတာလုံနေကြအတိုင်းပဲလုံမယ်ဆိုလို့ရှင်တော့ဘာဝင်ဝင်မှထပ်ပြီးတိုးလာမှာလေအဲ့တော့ ငွေငွေစေသတူးဖို့ဘူးလို့ရှင်ကျွန်တော်တို့လှုပ်ဆောင်တဲ့အရေးတွေးတွေပေါ့နော်အဲ quality ရောဟောပေါ့ကျွန်တော်တို့လှုပ်ဆောင်အရေးချင်းတွေတူအောင်ပေါ့နော်ဟောကြာကိုယ့်ရဲ့ time management ချိန်စီမံခန့်ခွဲမှုတွေလုပ်မယ်ပြီးလို့ရှင်ကျွန်တော် decision making တွေလုပ်မယ်သုံးဖက်ချက်ချနိုင်မှုတွေရာလေအရေးကြီးတယ်အဲ့ဒီစီကံတကြနီလန်းတွေကိုလိုက်နာမှုတွေလှုပ်ဆောင်မှုကဒီအချက်၄ချက်ပဲလို့ရတယ်။အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ကျွန်တော် ံပါတ်1 essential discipline မရှိမဖြစ်စည်းကမ်းတွေလို့နော်ရောမယ်ဆိုရင်အချိန်မစွဲရအောင်အချိန်မရွေ့ပဲတတ်မှတ်ထားတဲ့အတိုင်းလုပ်ဆောင်အောင်ပဲအချိန်မှာဘာလုပ်မယ်ဘာလုပ်မယ်ဘာလုပ်မယ်ဆိုတာကိုလုပ်အောင်နံပါတ် focus အယုံစုဆိုင်ထားကိုလုံးမဲ့အရာကိုပေါ့နော်ဘယ်ကောင်ကအရေးကြီးတယ်ဘယ်ကောင်ကအရေးမကြီးဘူးအလုပ်တစ်ခုပြီးမှတစ်ခုနောက်တစ်ခုဆက်လုပ်မယ်ဆိုတဲ့အနေအထားမျိုးနံပါတ်1 punctuality သူကအချိန်မှန်မှန်လှုပ်ဆောင်ရမယ်အဲ့ဒါဒါကျွန်တော်တို့အချိန်မှန်မှန်ပေါ့ဒါတကယ်တော့ consistency ကိုပြောရရင်လည်းလူပဲ။နောက်ပြီးရတော့ continuously စဉ်းစားမပြတ်ဆက်ဆက်ပြီးတော့မှလုပ်နေရမယ်ပေါ့နော်။ဒါမှမဟုတ်ဒါကတော့ဒီလိလတိမှုတွေကတော့အများနဲ့လုပ်နေရမှာပဲလေ။အဲ့တော့အများတန်းက tomorrow နောက်ချန်ဆိုတာမရှိဘူး။ဒီနေ့ပဲဒီနေ့ဒီချိန်အခုပြစ်စုံကအကောင်းဆုံးအဲ့တော့ ျွန်တော်ဒီနေ့ကကိုနေဖြစ်ပါတယ်ဗောနော်အဲအရေးကြီးဆုံး